ဟုတ်ကဲ့လုံးလာပါဒီနေ့ဗီဒီယိုမှာတော့အမေရိကန်နိုင်ငံကမြန်မာနိုင်ငံကိုဘာကြောင့်အခု40%ချမှတ်ထားတယ်ဆိုတာကိုဒီနေ့ဆွေးနွေးတော့မှဖြစ်ပါတယ်ဒီထဲမှာအမေရိကန်ကမြန်မာကိုဘလို့အခု40%ဖြတ်တောက်တယ်ပြီးတော့မြန်မာနိုင်ငံကအမေရိကန်ကိုတင်ပို့တဲ့ပစ္စည်းရောရှိလားတိုက်ရိုက်ကောတင်ပို့တာလားအမေရိကန်ကိုဒါအပြင်ဒီမြန်မာတင်ပို့တဲ့ဂျားထဲမှာတရုတ်ကဘလို့ဖြစ်ပြီးတွဲဝိုင်းပြီးထိခိုက်တာလဲဆိုတာကိုလည်းဆွေးနွေးတော့မှဖြစ်ပါတယ်အရင်ဆုံးကတော့ဒီလိုမျိုးအခု40% င်နိုင်ငံကိုအမေရိကန်ချမှတ်တာလားဆိုတာဘယ်လိုချမှတ်တာလဲဆိုတော့တိုက်ရိုက်ကြီးဖြစ်တာလားဆိုပြီးတချို့တွေကတွေးကြတယ်ပေါ့နော်အမှန်တော့တိုက်ရိုက်ဖြစ်တာမဟုတ်ဘူးဒါကဘယ်လိုဒီအခွန်50%ကိုယူလဲဆိုတာကျွန်တော်သေသေချာချာရှင်းပြပေးမယ်ပေါ့နော်အရင်ဆုံးဒီလိုမျိုးပေါ့နော်အခွန်ချမှတ်တာဟာဘယ်လိုခေါ်လဲဆိုလို့ရှိရင် reciprocal tariff လို့ခေါ်တယ်ပေါ့နော် reciprocal tariff ဆိုတာကဘယ်လိုပြောရမလဲဆိုလို့ရှိရင်ဟိုယူရချက်ရှိရှိပေါ့နော်ကိုကျိုးအတွက်ကုန်သွယ်ရေးလုပ်တဲ့မူဝါဒတစ်ခုပုံစံမျိုးလေးပြောလို့ရတယ်ဒီကက ိုအမေရိကန်က14နိုင်ငံကိုပြုလုပ်ထားတယ်ပေါ့နော်အဲ14နိုင်ငံထဲမှာကျွန်တော်တို့မြန်မာနိုင်ငံလည်းပါဝင်နေတယ်ပေါ့နော်မြန်မာနိုင်ငံကိုသူကအခွန်ဘယ်လိုသတ်မှတ်လဲဆိုလို့ရှိရင်40% 40%ဆိုတာကသူကဘယ်လိုဖြတ်လဲဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံကပစ္စည်းတစ်ခုကအမေရိကန်ကိုတွားရောက်နေဆိုပါလို့ဥပမာဖြင့်ပစ္စည်းတစ်ခုက100ပေါ့100ပေါ့တရားဆိုလို့ရှိရင်ပစ္စည်းတန်ဖိုးထက်40%ပေါ့เนาะ40%ဆိုတော့40ရာခိုင်နှုန်းထုတ်လိုက်ရင်ပစ္စည်းတန်ဖိုးက100ရှိတယ်ဒါပေမဲ့အမေရိကန်ရောက်သွားအမေရိကန်60နဲ့ပဲပြီးွယ်တယ် 40%တို့အမျက်စာတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်ကွန်ပျူတာဒါကျိုးရှိရှိလေးကျွန်တော်အရှင်းပြတာပေါ့ဥပမာပြင်ပစ္စည်းတစ်ခုကတရားကျွန်တော်တို့မြန်မာနိုင်ငံရဲ့ foreign နဲ့ပဲ the threat ဟိုအမေရိကန်နိုင်ငံနဲ့ပဲတက်ပစ္စည်းရဲ့တန်ဖိုးကတရားရှိတယ်ဆိုပါစို့အမေရိကန်ရောက်လို့ရှိရင်အမေရိကန်60ပဲပေးတယ်သူတို့ဘက်က40ကိုဈေးနှိမ့်လိုက်ရပေါ့အဲ့လိုပုံစံမျိုးပေါ့ဒါကတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ဒါကဟိုမြန်မာနိုင်ငံကို sanction ချတဲ့သဘောပေါ့နော်။ဘာကြောင့်ဒီလိုမျိုး sanction ချလဲဆိုလို့ရှိရင် အဲမြန်မာနိုင်ငံက2021မှာပေါ့နော်2021မှာမြန်မာနိုင်ငံကဟိုပဏိပဏိပခတွေပေါ့နော်ပဏိပခအထီးခယုံတွေကိုသူကဦးတည်ပြီးတော့ဒီဘက်ကိုမြန်မာနိုင်ငံဘက်ကို sanction ချတာပေါ့ကဲဘလို့ဒီအားတော့ဒီလိုမျိုး sanction ချလိုက်တယ်ပေါ့နော် sanction ချတာကတော့ဟုတ်ပါတယ်ဒါကျွန်တော်တို့မြန်မာနိုင်ငံကိုဘယ်လိုထိခိုက်လဲဆိုလို့ရှိရင်ဒါထိခိုက်တယ်တော်တော်လေးကိုထိခိုက်တယ်လို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံက2021အရင်ပေါ့နော်2021အရင်မှာမိကကိုတိုက်ရိုက်ပစ္စည်းတင်ပို့တာတွေရှိတယ် ဘာပစ္စည်းတွေလဲဆိုတာလည်းကျွန်တော်ထပ်ရှင်းပြပေးမယ်ပေါ့နော်ဘလို့ထိခိုက်လဲဆိုလို့ရှင်တင်ပို့လိုက်တဲ့ပစ္စည်းတိုင်းပေါ့နော်အမေရိကကိုတိုက်ရိုက်မဟုတ်ရင်တော့တယ်ဝိုက်ပြီးတင်ပို့ရတဲ့ပစ္စည်းတွေရှိရပေါ့နော်တယ်ဝိုက်ပြီးတင်ပို့ရတဲ့ပစ္စည်းတွေမှာလည်းသူထိရပေါ့နော်ရှင်းပြောရမယ်ဆိုလို့ရှင်အမေရိကကိုတိုက်ရိုက်မရောင်းမနဲ့တစ်စင်းကရောင်းရတဲ့အချိန်မှာတစ်စင်းကလည်းအမျက်စားရပေါ့နော်အမျက်စားတဲ့အချိန်မှာမြန်မာနိုင်ငံကတချို့သောပစ္စည်းအေဟန်ထိခိုက်တယ်ဘာပစ္စည်းတွေလဲဆိုရင်ဥပမာအကျဉ်းဖြစ်ပြောရမယ်ဆိုရင် အဝိထေရီနဲ့တခြားပစ္စည်းတွေပေါ့နော်ကျွန်တော်မြန်မာနိုင်ငံကဒီအမေရိကန်ကိုဗာပစ္စည်းတွေတင်ပို့ရဲဆိုတာလည်းကျွန်တော်လည်းပိုင်ရှင်းပြပေးမယ်ပေါ့နော်ကော်ပိုရိတ်ကတော့ဒီအချိန်မှာတော့စဉ်းစားမှာပဲပေါ့နော်မြန်မာနိုင်ငံက US ကိုတိုက်ရိုက်တောင်တင်ပို့ရလားအဲ့လိုအနေထားမျိုးတော့ရှိတယ်လားဆိုပြီးတွေးမိပဲပေါ့နော်တွေးမိတဲ့အချိန်ကျရင်ကျွန်တော်ပြောပြချင်တာပါလဲဆိုလို့ရှိရင်မြန်မာနိုင်ငံကစီးပောင်းမြောင်များဆိုတာကျွန်တော်တို့မြန်မာနိုင်ငံမှာအထောက်တယ်ပေါ့နော်ပထမဆုံးထွက်တဲ့ဟာကဘာလဲဆိုရင်အဝိထေရီနဲ့အထေချုပ်တွေပေါ့နော်အဝိထေရီနဲ့အထေချုပ်တွေကအဓိက main ကကျွန်တော်တို့မြန်မာနိုင်ငံမှာချုပ်တယ်ပေါ့နော်အဓိကချုပ်တယ်ချုပ်ပြီးွားလို့ရှိလို့ရှိရင် အဲ transient နဲ့ပို့ရတာလည်းရှိတယ်ဒါကဘယ်လိုလဲဆိုတော့ကျွန်တော်ပြောပြမယ်ဒီ data ကဘယ်ဟာလဲဆိုလို့ရှိရင်ပေါ့နော်ဒီ2024ပေါ့2024ခုကျွန်တော်အခြေခံပြီးပြောလာတာဖြစ်တယ်ပေါ့နော်မြန်မာနိုင်ငံကဘာဒီပဲကျွန်တော်တို့အမေရိကန်ကိုပို့ရလဲဆိုတော့ခုနကျွန်တော်ပြောလို့ပေါ့အထည်ကြီးအထည်ကျုံတဲ့ပစ္စည်းပြီးဝင်ဖဏတ် ပေါ့နော်ဖဏတ်ဆိုတာကဖဏတ်လောကမဟုတ်ဘူးဖဏတ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေဥပမာပြောသရေစိမ်းတို့ကျိုးတို့ဖဏတ်အိတ်ခုံတို့ပြီးွားလို့ရှိရင်ကျွန်တော်တို့ဒီဖဏတ်မှာထားတဲ့ဒီပေါ်လီမာတို့ပေါ့နော်ဒါနဲ့ပတ်သက်တဲ့ဟာကြီးပြီးွားလို့ရှိရင် ကျွန်တော် agriculture ပစ္စည်းတွေပေါ့နော် agriculture ပစ္စည်းဆိုတာကဘယ်လိုပြောရမလဲဆိုရင်ဒီစံသဘာပဲပြောရလို့ရှိရင်တခြားစားတောက်စီယာပစ္စည်းတွေကျွန်တော်တို့မြန်မာနိုင်ငံထွက်တယ်ပေါ့နော်အခြားအချမ်းတွေပေါ့ဒါလေးအကုန်လုံးကလည်းတင်ပို့ရတယ်ပြီးတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်အဓိက main ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာအဓိက main ကပါလဲဆိုရင်ဗရမ ्या ပေါ့နော်ဗရမ ्या ကြောက်တံဗရမ ्या ရွှေငွေ ဒါတွေအကုန်လုံးကကျွန်တော်တို့အရန်တင်ပို့ပါတယ်အတင်တင်ပို့ရတယ်ဆိုတာဒီရာကဘယ်လိုပြောမလဲဆိုတော့ unofficially လည်းပြောလို့ပြောလို့ရတယ် officially လည်းပြောလို့ရတယ်ပေါ့နော်ဒီလိုမျိုးတွဲထွက်ပစ္စည်းတွေပေါ့နော်တွဲထွက်ပစ္စည်းတွေအများကြီးပဲတင်ပို့ရတယ်ဒါကအပိုင်းနှစ်ပိုင်းရှိတယ်ဘလို့အပိုင်းနှစ်ပိုင်းရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က transit နဲ့ပို့ရတယ်ရှိတယ် transit နဲ့ဆိုတာကအမေရိကန်ကိုတိုက်ရိုက်မဟုတ်ဘူးစင်ကာပူတကယ်ပြီးပါလို့ရှိရင်ထိုင်းဒီ၃နိုင်ငံကိုအဓိကမင်းပြန်ပို့ရတယ်ဒီထဲမှာဘလို့ဘလို့တွေပို့ရလဲဆိုတာကျွန်တော်ရှင်းပြပါ เนาะအရင်ဆုံးဒီအပိုင်းကိုကျွန်တော်အရင်ရှင်းပြပေးမယ်ဒီထဲမှာဒီအခုငါပြောမယ်ပေါ့เนาะဘလို့ဒီပစ္စည်းတွေပေါ့เนาะအထည်ချုပ်တွေပစ္စည်းတွေကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းရှိတာပဲဒါကဘလို့ဖြစ်ပြီးတော့ဘလို့တိုက်ရိုက်ပို့တာဖြစ်နိုင်မှာလဲဆိုတော့ကဲဖြစ်နိုင်တယ်ဘလို့ဖြစ်နိုင်ရင်ဆိုလို့ရှိရင်နံပါတ်1ကကျွန်တော်တို့မြန်မာနိုင်ငံမှာအဓိကတဝက်ဝင်နေတာပေါ့เนาะတဝက်ဝင်နေဆိုတော့တချမ်းနီးပါးလောက်ဝင်နေတာတရုတ်ကမ္ပဏီတွေပိုများတယ်ပေါ့เนาะဒီအကြောင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဒီဗီဒီယိုမှာပြောပြလာတဲ့ရှိတယ်ကွန်ပျူတာနားလည်သွားအောင်ပေါ့เนาะ တရုတ်ကကျွန်တော်တို့မြန်မာနိုင်ငံနဲ့အများကြီးဝင်လာတာရှိတယ်အများကြီးဝင်လာတာရှိတယ်ဆိုတော့သူစက်ရုံပိုင်းနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီဟာကကျွန်တော်တို့တလိုင်းငံနဲ့ဝင်တာမဟုတ်ဘူးမြန်မာနိုင်ငံတစ်ခုလည်းဝင်တာမဟုတ်ဘူးမြန်မာကလည်းဝင်လာတယ်ပြီးသွားလို့ရှိရင်လာဟိုကမ္ဘောဒီးယားဗောနော်ဒီလိုမျိုးသူကအဓိက main target ကတရုတ်ရဲ့ target ကဘယ်လိုလဲဆိုရင်ဒီဗောနော်စီးပွားရေးကျနေတဲ့လူတွေဗောနော်စီးပွားရေးကျနေတဲ့နိုင်ငံတွေကိုသူအဓိကဝင်နေဝင်ပြီးတော့သူ့ရဲ့စက်ရုံကိုလွှမ်းမိုးတယ်ဗောရှွေးလင့်ကလည်းပါနေတယ်ဗောနော်အဲ့လိုမျိုးလွှမ်းမိုးပြီးအဲ့ဒီမှာသူ့ရဲ့ ဒီပစ္စည်းတွေကိုထုတ်တယ်ပေါ့နော်ဥပမာပြင်မြန်မာမှန်ဆိုလို့ရှိရင် battery alternate project project ရှိနေတယ်ပေါ့နော်အဲ့ project ဆိုလို့ရှိလို့ရှိရင်မြန်မာနိုင်ငံမှာစိုက်ရုံပေါ်ပြောင်းများစွာရှိရယ် land နဲ့ပတ်သက်တာတွေရှိရယ် real estate နဲ့ပတ်သက်တာရှိရယ်အဲလေယာစင်းနဲ့ပတ်သက်တာရှိတယ်စီမံပတ်သက်တာတွေရှိနေတယ်အဲ့လိုအများကြီးဝင်နေမှာဝင်တဲ့အချိန်မှာအမေရိကန်ကဒါကို40%အဲတာရစ်ချလိုက်တယ်ဗောနောအခွန်ချမှတ်လိုက်တဲ့အချိန်ကြတော့တရုတ်နဲ့ဘာမှမကွာဘူးဖြစ်နေတယ်တရုတ်ကပထမက အမေရိကန်ကတရုတ်ကိုဘယ်လောက်အခွင့်သတ်မှတ်လဲဆို34%အခုနောက်ပိုင်းပြဿနာပဏိပခါတွေပေါ့နော်ပဏိပခါတွေမှာဆိုလို့ရှိရင်20%ထပ်တက်တူလိုက်တယ်59%လောက်ဖြစ်သွားတယ်ဒီလိုအခြေအနေကြတော့မြန်မာနဲ့တရုတ်နဲ့တိတ်မှာကွာတော့တဲ့ပုံစံမျိုးဖြစ်နေတယ်ပေါ့နော်တရုတ်ကပဲဟိုအမေရိကန်ဝယ်ပို့ပို့မြန်မာကပဲအမေရိကန်ပို့ပို့မြန်မာကနေအမေရိကန်ပို့တဲ့အချိန်ကြလို့ရှိရင်18%တရုတ်ကတတ်တာရယ်ပေါ့နော်ကဲဒီဘက်မှာပြန်ကြည့်လာဝုန်နဲ့ကမ္ဘောဒီးယားသူအဓိက maintain ပို့တဲ့နေရာပေါ့နော်လာဝုန်နဲ့ကမ္ဘောဒီးယားကိုပြန်ကြည့်တယ်ဆိုလို့ရှိရင်လေလာဝကလည်း အဲဒီ40%ပေးဆောင်နေရတယ်အဲကမ္ဘောဒီးယားကလည်း40%ပေးဆောင်နေရတယ်ဒီလိုအချိန်ကြတော့မြန်မာကိုဘယ်လိုထိခိုက်လဲဆိုလို့ရှိရင်နံပါတ်1ကထိခိုက်တာတရုတ်ပေါ့နော်တရုတ်တရုတ်ကထိခိုက်တယ်အဲ့လိုထိခိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုလို့ရှိရင်ဒီတွေကနေစက်ရုံတချို့ပေါ့နော်စက်ရုံတချို့ကကျွန်တော်တို့မြန်မာနိုင်ငံကနေထွက်သွားနိုင်ရှိအဲအဲ့လိုအခြေအနေမျိုးမှရှိရပေါ့နော်ပြီးသွားလို့ရှိရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အဲဒီလိုမျိုးဒိုင်ရိုက်တာကိုတရုတ်နဲ့မြန်မာဘူးပေါင်းပြီးတော့ထပ်ပြီးအကွက်တကွက်ဖန်တီးရဲ့ဘယ်လိုအကွက်လဲဆိုလို့ရှိရင် ထိုင်းပေါ့နော်ထိုင်းဘာကြောင့်လဲဆိုတော့ထိုင်းကထိုင်းနဲ့မြန်မာကအာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာရှိတယ်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာရှိနေတဲ့နိုင်ငံတွေအကုန်လုံးကကုန်သွယ်မှုပြုလုပ်တယ်ဆိုလို့ရှိရင်အခွန်ဘလောက်ပတ်စင်ပေးဆောင်ရတယ်ထင်တယ်0%ပေးဆောင်ရတယ်0%ပေါ့နော်ကျွန်တော်တို့ထိုင်းကမြန်မာနိုင်ငံရဲ့ပစ္စည်းကထိုင်းကိုဘလောက်ပဲပို့ပို့0%ပဲအခုပြီးဆောင်ပါတယ်ဒီထဲမှာထပ်ပြီးတော့0%ထက်ကိုကျွန်တော်တို့ထူးခြားစီရပါလဲဆိုတော့အစားအသောက်ပစ္စည်းတွေပေါ့နော်အစားအသောက်ပစ္စည်းတွေအကုန်လုံးက0%ပဲ အတုံးဆောင် PC တွေအကုန်လုံးက0%ပါဆက်အဝတ်ထည်ပေါ့နော်အဝတ်ထည်နဲ့အစားအသောက်ကအဓိကမရင်0%ပါဆက်ဒီထဲမှာထိုင်းရကျွန်တော်တို့ရှိရအမျက်ပြန်ယူပြီးတယ်ဘယ်လိုအမျက်ပြန်ယူလဲဆိုလို့ရှိရင်အခုကကျွန်တော်ပြောသလိုပေါ့ကြာတာမယ်ပြားနေတေဥတုပုကြီးပြောရလို့ရှိရင်တင်းမြင် PC တွေပေါ့ထိုင်းနဲ့မြန်မာကုန်သွယ်ရေးအကြောင်းပေါ့နော် GDP အကြောင်းနဲ့ပတ်သက်တဲ့အကြောင်းတွေမှာလည်းကျွန်တော်ဒီအရာကိုပတ်သက်ပြီးပြောပြလာတာရှိရယ် Community အခြေခံ check လုပ်ကြည့်ပေါ့နော်ဒီဗီဒီယိုမှာဆိုရင် Community ကိုမြန်မာနိုင်ငံစီးပွားရေးနဲ့ထိုင်းရစီးပွားရေးကိုနားလည်အောင်ဒီဒီဆက်ဆက်ရှင်းပြလာတယ်ပေါ့နော် Community အခြေခံ check လုပ်ကြည့်ပေါ့နော်အဲ့လိုမျိုးပေါ့ အဲ့တော့မြန်မာနိုင်ငံကဗားပစ္စည်းပဲပို့ဖို့ပေါ့နော်မြန်မာနိုင်ငံကဗားပစ္စည်းပဲပို့ဖို့ကျွန်တော်ထိုင်းကိုပို့တဲ့ချိန်ကျရင်0%တခြားပစ္စည်းတွေဆိုလို့ရှိရင်3% 4%လောက်ပဲပေးရတယ်ပေါ့နော်ကဲဟုတ်ပြီဘလို့ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးတင်ပို့လိုက်ရပေါ့တင်ပို့လိုက်တဲ့ဟာကိုထိုင်းရောအမျက်မစားဘဲနဲ့0%ယူမှလားဆိုတော့အဲ့မှာ twist ကတစ်ခုရှိပြန်တော့ဘလို့ twist ရှိလေဆိုလို့ရှိရင်ထိုင်းက0%ဆိုပေမဲ့ဘလို့လဲဆိုတော့တို့ကတို့ကြိုက်တဲ့ဈေးနဲ့ပြောပြီးဝယ်မြန်မာနိုင်ငံကတတ်မှတ်ထားတဲ့ international ဈေးနဲ့မဟုတ်ဘူးတို့ကြိုက်တဲ့ဈေးနဲ့ဝယ်တာ ဒီလိုမျိုးပေါ့နော်မြန်မာနိုင်ငံကနေအမေရိကန်ကိုပို့လိုက်တဲ့အချိန်ပတ်စံ2024မှာဘလောက်ရှိလဲဆိုလို့ရှိရင်683တန်းမှုအမေရိကန်ကိုရောင်းလိုက်ဒီထဲမှာအခွန်40%ထည့်ပြီးတွက်ကြည့်တယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံအတွက်အမြင့်ဝင်အများကြီးပဲရတယ်ပေါ့နော်ဒီလိုဖြစ်တဲ့အချိန်ကြတော့မြန်မာနိုင်ငံဘက်ကအများကြီးထိခိုက်တယ်ဒီလိုမျိုးအချိန်မှာဒီလိုမျိုးတရုတ်ဘက်ကလည်းအရှုံးပေါ်တဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုလို့ရှိရင်မြန်မာနိုင်ငံနေဒီလိုမျိုးဆက်ယုံနေထွက်မယ်အဲ့လိုထွက်တဲ့အချိန်ကျရင်မြန်မာနိုင်ငံမှာတချို့သောဆက်ယုံပြီးပိတ် ပိတ်တဲ့အချိန်ကြလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာစီးပွားရေးဆိုတာထဲဆိုင်လူတွေအလုံးလက်မဲ့ပုံဖြစ်လာအဲ့လိုအလုံးလက်မဲ့ဖြစ်လာတဲ့အချိန်ကြလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာ inflation rate ပုံများ inflation rate ပုံများမှာဆိုတော့ကုန်စည်းနှုန်းပုံတက်မယ်ပေါ့နော်အဲ့လိုမျိုးထိခိုက်မှုတွေအများကြီးပဲရှိတယ်ပေါ့နော်ထပ်ပြီးတော့ပေါ့နော်ထိုင်းကအမေရိကန်ကိုပစ္စည်းတင်ပို့တယ်ဆိုလို့ရှိရင်ဘလောက်ပါဆင့်ယူလဲဆိုရင်19%ပဲယူရပေါ့နော်အရင်တော့ဒီ2025ပေါ့နော်2025လေးလပိုင်းလောက်မှာဆိုရင် ထိုင်းရန်တင်ပို့တဲ့ပစ္စည်းတွေအကုန်လုံး39%အထိယူရယ်ပေါ့နော်ဒါပေမဲ့ဒီနောက်ဆုံးပေါ့နော်ဒီဆယ်လာပိုင်းပေါ့ဆယ်လာပိုင်းဝင်းကျင်မှာဆိုလို့ရှိရင်ထိုင်းရဲ့တင်ပို့မှုပစ္စည်းတွေကိုအမေရိကန်19%ပဲယူတော့တယ်ပေါ့နော်19%ပဲအကုန်စက်မှတ်တယ်ပေါ့အဲ့လိုတတ်မှတ်တဲ့အချိန်ကျတော့ထိုင်းကလည်းမြန်မာနိုင်ငံဘက်ဆန်းနေသူပစ္စည်းပြန်ယူတဲ့အချိန်တိုင်းမလားဈေးနှုန်းထက်တို့ကလည်းဈေးနှုန်းပြီးယူတာလေးရှိအောင်ပါပဲပေါ့နော်ဒါပေမဲ့အခွန်ဆိုပြီးတရားဝင်တော့တတ်မှတ်တာမရှိဘူးဒါပေမဲ့0%ဆိုပြီးတို့ကြိုက်တဲ့ဈေးနှုန်းယူရတာလေးပုံစံမျိုးဖြစ်သွားတာပေါ့နော် အဲ့လိုမျိုးဇီဝိုင်းစေကောကလဲ့လဲ့မှုတွေရှိတယ်ပေါ့နော်ကဲဘရိုကျွန်တော်တို့မြန်မာနိုင်ငံကတင်ပို့တဲ့ပစ္စည်းတွေပေါ့နော်တင်ပို့တဲ့ပစ္စည်းတွေဟာမြန်မာမိတ်တင်မြန်မာဆိုတဲ့ဟာတခုမှမရှိပါလားဆိုတဲ့အတွေ့တခုလည်းဝင်လာဝင်လာလိုက်ဒါကကျွန်တော်ရှိမှလည်းဒီအတွေ့အအများကြီးဝင်ပြီးတယ်ပေါ့နော်ဝင်ပြီးတယ်ဆိုတာအော်တော်တော်များပစ္စည်းတွေကကျွန်တော်တို့ရှိရပဲထွက်တယ်ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံပစ္စည်းတွေပဲထွက်တယ်ဒါပေမဲ့ဒစိမ့်တွေကိုကြည့်လိုက်လေဆိုလို့ရှိရင် made in thailand made in china အဲ့လိုမျိုး made in cambodia made in lao အဲ့လိုမျိုးတွေပေါ့တခြားနိုင်ငံတွေနဲ့ပတ်သက်တဲ့ဟာတွေယူပြီးတွေးမိနေတယ်ပေါ့နော်အဲ့လိုတွေးမိနေတဲ့အချိန်ကျတော့ကျွန်တော်မြန်မာနိုင်ငံပစ္စည်းမထုတ်ဘူးလို့တွေးမိရမယ်အမှန်တော့မဟုတ်ကျွန်တော်မြန်မာနိုင်ငံပစ္စည်းထုတ်ပစ္စည်းထုတ်တဲ့အချိန်မှာဒီထဲမှာထပ်ပြီးတော့ပေါ့နော်အခုနကျွန်တော်ပြောသလိုပေါ့ battle of project ကြောင့်ကျွန်တော်မြန်မာနိုင်ငံကိုတရုတ်ကပစ္စည်းဟိုဟိုစိုက်ယုံကြီးအများကြီးဝင်နေတယ်ပေါ့နော်အဲ့လိုဝင်နေတဲ့အချိန်ကျတော့တချို့ပစ္စည်းတွေကကျွန်တော်တို့မြန်မာနိုင်ငံမှာပဲ made in china ဆိုပြီးတစိမ့်ကြရတာရှိတယ် China company ဖြစ်တဲ့အတွက်ပေါ့နော် made in China ဆိုပြီးဒစိုက်တာလာလည်းရှိတယ်ထပ်ပြီးတော့ဒါ2021အရင်မှာပြန်ကြည့်မြင်ဆိုလို့ရှိရင်ဒီအောင်အကြတော့ကျွန်တော်မြန်မာနိုင်ငံကပတိန်စိတ်ကမ်းပဲဖြစ်ဖြစ်သီလဝစိတ်ကမ်းပဲဖြစ်ဖြစ်အဲပေါ့နော်တခြားပေါ်တရားပဲဖြစ်ဖြစ်အမေရိကန်ကိုတိုက်ရိုက်တင်ပို့တာလည်းရှိတိုက်ရိုက်တင်ပို့တယ်ဆိုတာကညူးယောက်ကိုတိုက်ရိုက်တင်ပို့တာလည်းရှိတယ်ဒီလိုမျိုးပစ္စည်းအများကြီးကိုဘယ်သူရဝယ်လဲဆို H&M H&M တို့ Walmart တို့ပေါ့နော်အဲ့လိုမျိုး group တွေအများကြီးပဲသူတို့နဲ့စာကြောချုပ်ချော်ပြီးဝယ်ထားတာရှိရပေါ့နော် အဲ့လိုမျိုးဝယ်လာတာတွေရှိတဲ့အတွက်အဓိကအခုပြန်ကြည့်မယ်ဆို Walmart တို့ဘာလို့ကိုအဓိကတင်ပို့နေတာမပြည့်လဲဆိုချီနာနေပဲပေါ့နော်အမေရိကန်ပစ္စည်းတော်တော်များတော့လေချီနာပဲတင်ပို့တာတွေများတယ်ပေါ့အဲ့လိုအခြေအနေမှာကျွန်တော်တို့မြန်မာနိုင်ငံပစ္စည်းတွေက transit ပုံစံမျိုးနဲ့သွားတယ်အခုလိုအနေအထားမျိုးမှာပေါ့နော်အခုဆိုရင်ထိုင်းကိုပြန်ရောင်းရတာရှိတယ်အမေရိကန်တို့တိုက်ရိုက်ပြန်ရောင်းမယ်တယ်ပေါ့နော်ထိုင်းကိုပြန်ရောင်းရတာရှိတယ် China company တွေဆိုလို့ရှိရင် China ကိုပြေးလိုက်တာရှိတယ်အဲ့လိုအချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံနေပစ္စည်းတော်တော်များသွားတဲ့အချိန်မှာ made ထိုင်းကိုရောက်သွား made in Thailand ဖြစ်သွားတော့ China ကိုရောက်သွားရင် made in China ဖြစ်သွားရောပြီးတော့ Singapore ပေါ့နော် Singapore လက်တင်ပို့ရတာရှိတယ် Singapore Malaysia ကနေ transit ပြန်ချိန်တာနေရှိတယ်ပေါ့နော်အဲ Malaysia Singapore ပြန်ပေးတဲ့အချိန်ကြလို့ရှိရင်လည်းတို့တစိမ့်ပြန်ကောက်ကောက်ကောင်းကပ်ပြန်နိုင်တယ်ပေါ့နော်အဲဒါပဲဒီအခွန်ရဲ့လှက်ပတ်မှုပေါ့နော်လှက်ပတ်တဲ့အချိန်မှာဒီတန်းမှာဘလို့ကြီးကြီးထိခိုက်နေတာကတရုတ်နဲ့မြန်မာပေါ့နော်တရုတ်နဲ့မြန်မာကအထိခိုက်ဆုံးလို့ပြောလို့ရတယ်ဘလို့ပြန်ကြည့်မယ်ဆိုရင်တရုတ်ကတော့ဒါသူ့ရဲ့ personal ပေါ့နော်ဟိုဘယ်လိုပြောမလဲ မေရိကန်နဲ့တရုတ်နဲ့ဂျာတွေကမနီမခနဲ့ကြောင်းတူရှိတာပေါ့နော်အဲ့မဲ့တရုတ်ကလည်းကျွန်တော်တို့မြန်မာနိုင်ငံထဲမှာလာပြီးစီးပွားရေးလုပ်နေတာဖြစ်နေတဲ့အတွက်ကိုဘာသွားထိခိုက်ပြန်ရောလဲဆိုတော့မြန်မာနိုင်ငံကရိုးရိုးပြည်သူကလာထိခိုက်ပြန်အောင် ရိုးရိုးပြည်သူကထိခိုက်တယ်အလုပ်အခြေအနေထိခိုက်တယ်စီးပွားရေးအခြေအနေထိခိုက်တယ်အဲ့တော့မြန်မာနိုင်ငံမှာကုန်စည်နှုန်းတက်တယ်ကုန်စည်နှုန်းတက်ပြီးငွေစည်းကြောင့်ငွေကြေးဖောင်းပွားမှုတွေဖြစ်တယ်ဗျငွေကြေးဖောင်းပွားမှုတွေဖြစ်ရင်မြန်မာနိုင်ငံအခြေအနေကဘယ်လိုဖြစ်မလဲဆိုတာကိုလည်းကျွန်တော်ဒီဗီဒီယိုမှာပြပြလာတယ်ကွန်ပျူတာအခြေအနေ check log ကြည့်ပေါ့နော်ကွန်ပျူတာပို့ပြီးရှင်းရှင်းလင်းလင်းပြင်သွားမယ်ပေါ့နော်ဒါပဲကျွန်တော်တို့မြန်မာနိုင်ငံကို US က40%အခွင့်ချမှတ်တဲ့အကြောင်းပေါ့နော်ဒါကွန်ပျူတာရှင်းရှင်းလင်းလင်းမြင်သွားပြီးကျွန်တော်တို့မြင်မိတယ် ဲကွန်ပျူတာရေဒီဗီဒီယိုကကွန်ပျူတာအတွက်အသုံးဝင်မယ်ဆိုလို့ရှိရင်တခြားကွန်ပျူတာကိုလည်း share ပေးပါဦးဒီလိုမျိုးကွန်ပျူတာရဲ့အမြင်ပေါ့နော်ကွဲလွဲမှုတွေရှိရဆိုလို့ရှိရင်ကျွန်တော်ကို comment မှန်ပေးပါဦးဒီလိုမျိုးအကြောင်းအရာတွေအမြင်သိဖို့အတွက် channel လေးကို subscribe မလုပ်ရသေး subscribe လုပ်ပြီးတော့ support တော့ပေးပါဦးနော်ကွန်ပျူတာရေကဲနောက်ဗီဒီယိုမှာပြန်ကြည့်ကြမယ်နော်ကွန်ပျူတာရေအားလုံးလက်ပြပါလားတတ်တာ bye bye